ီကနေ့နေစီပန်းရဲ့ကန္နမအဝါရီကိုစပေါ့ပန်းသေးသေးလေးတဲ့ဘယ်လိုထိုးမလဲဆိုတာပြောပြပေးမယ်။ဒါဆရာကြီးတော့မဟုတ်ပါဘူးเนาะပညာဒါနပေါ့ကိုလည်းတိုက်ကျွမ်းကျင်တဲ့အစီအစဉ်တွေမပါသေးဘူး။အဲ့ဒါပရမအူဆုံး OIS ဖော့လို့ခေါ်တဲ့ယေစုဖော့ယေစုဖော့ဝယ်တဲ့နေရာမှာလက်တက်လဟံရှိတယ်။ယေစုဖော့အစ်စ်ဆိုရင်ရေထဲမှာစိတ်လိုက်လို့ရှိရင် အောက်ထိမြုပ်နေရမယ်ဒါမဲ့တချို့ပညာရှင်တွေကြတော့ရေစုပ်ဖို့စိတ်လို့ရှိရင်ဒုံနဲ့ထိုးလိုက်တယ်လက်နဲ့ထိုးလိုက်တယ်ဒါမဲ့တချို့ကြတော့ရေစုပ်ဖို့ကို၁၂နာရီဝန်းကျင်တတိစိတ်ထားတယ်တချို့ကြတော့လည်းတင်းနှစ်သုံးစိတ်မိတာနဲ့ထိုးလိုက်တယ်အဲ့မှာဘလို့ကွာကြားချက်ရှိတယ်ဆိုရင်လေရေစုပ်ဖို့အိုရစ်အစစ်တာဆိုရင်စိတ်ထားလိုက်ရေဝတ်ပြီးတော့လေးနေရမယ် ဒါပေမဲ့ပန်းထိုးတဲ့အခါကျတော့ oasis အတုတ်ထိလို့ရှိရင်ပန်းထိုးတာအဆင်မပြေဘူးတခါလေတညလုံးစိတ်ညားတဲ့ဖော့တွေကရေပေါ်မှာပေါ်နေလို့ရှိရင်အဲ့ဒါဒီ oasis အတုတ်ဖြစ်လိုက်မယ်အဲ့တော့ဒီပန်းထိုးလို့ရှိရင် ဖော့တွေဆဲပြီးလို့ရှိရင် အရင်ဦးဆုံးကြွကြွအိတ်နဲ့ထဲ့ကြွကြွအိတ်နဲ့ထဲ့ခြင်းကအောက်ကရေတွေမထွက်ပန်တဲ့ရေတွေဝုတ်ပြီးတော့ပန်းတွေကိုမနှောအောင်ထိန်းထားတဲ့ပုံစံလိုမျိုး ဖြစ်သွားမယ်။အဲဆိုရင်လိုအပ်တဲ့လင်ပန်းလေးပေါ်မှာဖောက်တင်မယ်။ပြီးလို့ရှိရင်နှင်းစီပန်းတွေကိုအရွက်ချွေထားမယ်၊ရိုးတန်ဖြတ်ထားမယ်။အပြင်ဖတ်တွေကိုတဖက်ချင်းခွာထားမယ်။နိုးမီမလှပြီးမဲနေတဲ့အပွေဖတ်တွေမှန်သမျှကိုဖယ်လိုက်မယ်။အဲလိုဆိုရင်ပန်းတွေကိုအနည်းဆုံး၄နိုင်၅နိုင်မှရေနှစ်ပြီးတော့စိမ်ပြီးတော့ထောင်ထားပြီးလို့ရှိရင်ပန်းတွေကလန်းဆန်းပြီးတော့အပွေကြီးကြီးတွေဖြစ်ကုန်တာ။ အဲ့ဒါဆိုရင်ပန်းစထိုးမယ်ဆိုရင်လိုချင်တဲ့ဒီဂရီချမ်းကို အရင်လောက်ရတယ်အဲ့လိုလိုချင်တဲ့ဒီဂရီဥမာကိုကလက်ကမှန်ပုံစံလိုချင်လားသတိကံပုံစံလိုချင်လားအဝိုင်းပုံစံလိုချင်လားဆိုတော့ကိုတင်တန်းတက်တဲ့လူတိုင်းပန်းစကေးချတတ်တဲ့ပုံမူတည်ပြီးတော့ပန်းရဲ့အလှပအနေထိုင်အကွေးအကောက်အသွာလာတွေကနေပြီးတော့ထိုးတချို့ကပန်းထိုးတယ်ပန်းမျက်နှာစာမယူဘဲနဲ့ဒီလှတဲ့ဘက်ကိုနောက်နောက်ချော်ပြလိုက်တာရှိတယ်အဲ့ခါကျရင်ပန်းရလှပမပေါ်တော့ဘူးအဲ့တော့ ကြားထဲမှာကျွန်တော်တို့လိုအပ်တဲ့ light ပန်းရွက်လေးတွေကနုံးလို့လွယ်တဲ့အရွက်ဆွေမတုံးနဲ့တကယ်တမ်းကျွန်တော်တို့ဘက်ခြမ်းမဆွေတော့ရန်ကုန်လိုမျိုး light ပန်းတွေမရှိတော့အဆင်ပြေတဲ့အရွက်တွေနဲ့အဆင်ပြေတဲ့ပန်းတွေနဲ့အဆင်ပြေတဲ့ရိုးတန့်တွေနဲ့ကျွန်တော်တို့ပန်းထိုးလေးရှိတယ်။ဒါဆိုအရင်ဦးဆုံးအနောက်ကနေပန်းစကေးချလိုက်တာက9လက်မှဆိုရင် ဒီအရှိရောက်လာရှိ9လမစကေးလောက်ဖြစ်ပါမယ်။နောက်တရန်ဆိုရင်ပန်းကို45ဒီဂရီ85ဒီဂရီလိုတဲ့ဒီဂရီအတိုင်းတာနဲ့ဇောင်းလျောင်းပြီးတော့ထိုးပေးရပါတယ်။ဒါဆိုရင်တစ်စေးနှစ်စေး၃စေး၃စေးမှဆိုပန်းလေးကအရှိကနေဒီဆက်ဝိုင်းချမ်းရဲ့ပုံတံဖြစ်သွားပြီ။ဒီတော့ဆက်ထိုးလို့ရှိရင် အရှိကအပိုက်လေးတွေဖြစ်သွားလို့ရှိရင်ပန်းအိုးတစ်လုံးရဲ့အလှပဒီ တကယ်တကယ်တမ်းကြတော့ပန်းထိုးတဲ့လူရဲ့လက်ထဲမှာပဲရှိတယ်။ဒါပေမဲ့ပန်းထိုးတဲ့လူက အပြင်းသေးလို့ပန်းတွေကိုရေမစိမ်ပွေးဖက်မလောက်ပဲနဲ့ထိုးရင် ပန်းတွေနှုံးချင်းတာရှိခန့်ချင်း မရှိတော့ဘူး။ အဲ့တော့ကိုထိုးမဲ့နေရာကအေယောင်ကွန်ခန်းလားကိုထိုးမဲ့နေရာကရွာလေမန္တလားမြို့လေမန္တလားမိုးတွင်းလားနေတွင်းလားနေရဲ့အပူရှင်အတက်ကြအထိုးနှုံးကိုသုံးမဲ့အခန်းသားမှာပန်ကဖွေတာလားပန်ကဖွေတာလို့ရှိရင်ထိုးတဲ့ပန်ဒီနှင်းစီပန်ဆိုရင်နှောဝါတဲ့အကယ်၍အဲ့ဒီနှင်းစီပန်ဒီအနီဆိုရင်တော့ကြက်ကြက်ခိုင်တယ်အဝါဆိုရင်ခန့်တယ်ပန်ရောင်ဆိုခန့်တယ်ဒါမဲ့တစ်ခါလေကြာရင်တချို့နှင်းစီပန်ဒီကလာတဲ့ဒီလာတဲ့ ကုံစီကနေကြတဲ့အခါကျွန်တော်တို့စီရလို့ရှိမနှုံးမနှုံးမဟုတ်နှုံးတဲ့ပုံစံဖြုတ်တဲ့ပန်းကျော်ပြန်ပြီးပြုပြင်ရပါတယ်။အုံမကိုထိုးမဲ့ပန်းဒီဗန်နရက်ပွဲခန့်လဲတပတ်ပွဲစဉ်ကျွန်တော်တို့ပိန်ပန်းနဲ့တက်ခွားကိုရော်ပြီးတုံးရတယ်။ဂန္ဓမာတုံးရတယ်။ဒီတပတ်ဆိုရင်ကျွန်တော်တို့ဒီနှင်းစီအနီရမယ်နှင်းစီဝါရမယ်။ဒါမဲ့အနီမှကြတော့နှုံးလို့နှုံးမှမသိတဲ့အတွက်အနီတုံးတာကပိုစင်ပြေတယ်။ ဲ့တော့ကိုအစဉ်ပြေမဲ့အနေထားမှာကိုထိုးပါကိုအစဉ်ပြေတဲ့ရာသီဥတုမှာကိုပန်းကိုဘလို့လှကျင်နေဆိုရင်တိတိတတ်တဆီစီကြီးကြီးနဲ့လှလှပပနဲ့ပညာသားပအောင်ထိုးဒါဆိုရင် ပရိတ်သတ်ဒီပန်းထိုးလို့ရှိရင်အပေါ်ကို9လက်မဆိုရင် အောက်ကို45ဒီဂရီနဲ့9လက်မဆောင်းပြီးမယ်နောက်တစ်စီရလို့ရှိရင်ဖော်ရရှိ9လက်မနဲ့45ဒီဂရီထပ်ဆောင်းပြီးမယ်ပန်းကိုကွက်ချထိုးတာလည်းရှိတယ်တစ်စိတ်တစ်လှချင်းထိုးတာလည်းရှိတယ် ဲ့တော့ပန်းပညာရှင်တွေထိုးတာနဲ့ရက်ကွက်ကလူထိုးတာနဲ့မတူဘူးဒါပေမဲ့ဝါသနာပါရင် လေးလာတထက်သင်္ဏန်တတတာကပို့ပြီးတော့အောင်မြင်မှုတွေပို့ရလိုက်မယ်ဒါမဲ့ပန်းထိုးတဲ့နေရာမှာစိတ်ရှိမှုတီးခတ်မှုဆိုတာရှိရဘာကြောင့်စိတ်ရှိလဲနှင်းစီပန်းစဉ်အဆူရှိတယ်တခါလေနှင်းစီပန်းရဲ့ရိုးတန့်တွေက ကောက်နေမယ်မဖြောက်ဘူးလိုတဲ့အတိုင်းတမရှိဘူးဆိုရင်အဲ့မျိုးခါကြရင်လည်းအဆင်မပြေဘူးအဲ့တော့ကိုထိုးမဲ့ပွဲရဲ့အနောက်ခံဘက်ကောင်ကဘာရောင်လဲကိုသုံးမဲ့ပန်းကဘာရောင်လဲဒါလည်းလိုအပ်တယ်ဥပမာကိုရဲ့ဘက်ကောင်ကနေဆိုနင်းစီပန်းနေတုံလို့အဆင်ပြေတော့ဘူးအဲ့ခါကြရင်ဒီအထိမ်းမဲ့ဖြစ်တဲ့ဖွဲ့စည်းတို့ဒီနေရာဒေသရဲ့ အလံကိုတုံးမလားအဲ့ဒီကြောင်ရဲ့ရံကိုတုံးမလားအဖွဲ့စည်းရံတုံးမလားဆိုရင်အနီရံဘက်ကရာရဲ့ရှေ့မှာအဝါရံပန်းရံလို့ထည့်လို့ရှိရင်ပန်းတွေကပေါ့တယ်အကယ်၍အနီရံဘက်ကရာမှာအနီပဲထပ်ထည့်မယ်ဆိုရင်နှင်းစင်းနေထပ်ထည့်ရင်ဘလို့မှပန်းရလှမပေါ်ဘူးအဲ့တော့ပန်းထိုးတဲ့နေရာမှာအနောက်ခံဘက်ကရာအနီထားနေရာတိထားရဲ့အနီထားဒီအားလုံးလိုအပ်ပါတယ်ပစ္စည်းကရိယာပန်းထိုးမယ်ကက်ကြီးလို့မယ်နေစီပန်းချွေတဲ့ ဒီနှင်းစီပန်းချွေတဲ့အတန်လည်းလိုပါမယ်အဲ့တော့ကိုကိုတိုင်ကလေးလာသမှုစူးစားသမှုရှိလို့ရှိရင်ပန်းစုထိုးတဲ့နေရာမှာဆရာတစုဖြစ်လာမှာပါနောက်ဆိုရင်ကျွန်တော်အဲ့ဒီမှာ ပန်တခုပြီးလို့ရှိရင် support တေးတေးလေးတို့အဆင်ပြေလိုက်ရပါတခါလေးကြာရင်လူတွေကနှင်းပန်းမှနှင်းပန်းနှင်းပန်းတစ်ခုတည်းနဲ့လည်းအဆင်မပြေဘူးရှိတဲ့ပန်းနဲ့တေးတော်သလိုရိုးတဲ့နဲ့အရွက်တွေနဲ့လှလှပပစီစီရီလေးနဲ့ထိုးဝတ်လို့ရှိရင်ပန်းသအိုးကိုအ ਨੇ ဆုံးနိုင်ဝတ်ကိုစိတ်တိုင်းကြထိုးလို့ရှိရင်အဲ့ဒီပန်းဒီတေချာလှပပြီးတော့တက်ရက်လာမှာပါဒါကြောင့်ပန်းဝဒနာရှင်များ ပန်လှသလိုမိမိစိတ်တလှပါစေပန်းဆိုတဲ့အရာကဒီတိုင်းရှိနေမှလှတယ်ပြင်လိုက်ပို့လှမယ်တချို့ကပန်းထိုးလို့ရှိရင်ခြုံပုတ်လိုပဲခြုံပြီးထိုးထားတဲ့အောက်စုလိုက်အပြုံလိုက်ဩဒါကလည်းမြင်ဘူးတော့ဗောနော်တခါလေကျရင်ပန်းတဲ့သမားချင်းချင်းက ကိုထိုးလိုက်လည်းရပါလဲဆိုသူတို့သိတယ်။အော်ဒါလေးကဘလို့တက်ရက်လဲ။မွေမွေချင်းခြေမြင်သလိုပေါ့။အဲ့တော့ပန်းသိုးရဖို့တော့ကျွန်တော်တို့စမနေကြီးတင်တန်းနေတက်ရတယ်၊လီလာရတယ်၊ပန်းစိုးကင်တဲ့နေရာမှာလဲ။ဝါနဲ့တပါနဲ့စကားပြောပါတယ်။အားလုံးကြမ်းမကြပါစေ၊ချမ်းသာကြပါစေ။ဒါကတော့ကထိန်ပွဲမှာထိုးတဲ့ပန်းအလှပန်းအိုးဖြစ်ပါတယ်။ပြိတ္တတိမှားတာရှိရင်လဲဝေဖန်ပေါ့နော်။ ခဲအားလုံးကျမ်းမာပါစေချမ်းသာပါစေနော်ပြီးလို့ရှိရင်လိုက်တဲ့တဲတွေ share တွေလောက်ခဲ့နော်နော်